တီပေါ်မင်းနန်းတဲ့ချင်းမောင်ကောင်းတို့ရွာပြန်ရောက်၍နောက်တစ်နှစ်ဖြစ်သော1240ပြည့်နှစ်သည်နန်းတွင်ရရှုပ်ထွေးသောနှစ်ဖြစ်သည် မင်းတို့မင်းတရားကြီးမမမကျန်းဖြစ်နေသည်အခြေအနေမကောင်းထိုအတွင်းဤတော်အရှိကနောင်မင်းသားနေရွာဆန်သည့်နောက်လက်လက်လျက်ရှိသောအရှိအရာကိုအေးချင်းပြွာ၍အများကအ တွေးထင်ထားသော30မင်းသားမရိယာမင်းသားညောင်ရမ်းမင်းသားကြီးများကိုကြော်လွှား၍တီဖို့မင်းသားရသည်ဤနန်းတွင်အခြေအနေရမင်းမြောင်မင်းလွဲဤကံဖြစ်တော်မည်ဘေမင်းသားကဘေသူဌာနအုံးမည်မသိထိုနှစ်တည်င်းကျွလာဇန်6ရက်နေ့တွင်မင်းတို့မင်းနဲ့ရွာဆံ၍တီဖို့မင်းသားနန်းတက်လာသည်ဒီမင်းသားကလေးတိုင်းပြည်ကိုနိုင်နှင်းအောင်အုပ်ချုပ်နိုင်ပါမည်လော ကြပါလေမြင်းသားတွေဖန်ကုန်မိတဲ့ညောင်ရမ်းကြီးအကိုအင်္ဂလိပ်တန်ရုံရောက်နေပြီတဲ့ညောင်ရမ်းတို့အောက်ပြေရောက်သွားပြီတဲ့မြင်းသားတွေကန်ဆိုးကြရှာပြီတဲ့စာတော်စိတ်မချမ်းမြေပွဲတည်င်းများနန်းတွင်းမှ နေ့စဉ်လူစက်တိုက်ထွက်နေ၏ကြားရသူတိုင်းစိတ်မချမ်းသာ နောင်ဘလူဖြစ်လာဦးမည်ကိုစိုးရင်ကြောင်ကြားစေဖြင့်နားစွန့်နေကြသည် ထူစဉ်တိုက်တိုက်ဆိုင်ဆိုင်တပေါင်းတစ်ခုပေါ်လာ၏ရက်ခတ်လိုမယ်မယ်၏ရေရှိုးလိုမယ်မယ်၏ပထမပြန်ရှင်လူတွင်နန်းတက်မှ၏ဟုခနာချင်း ပြန့်နှံ့သွား၏တိုင်းပြည်ကြီးတော်အေတော်ပဲတပေါင်းပေါ်တာတိုင်းပြည်အိမဲနမိတ်ပဲတပေါင်းလဲဖြစ်အယူက ဆိုတာလဲဖြစ်တော့ဤကံဤချံပြေဝါတော်မှာပဲဟုမြမတို့တလိအတိုင်းယုံကြည်လိုက်ကြ၏ တီဘောမင်းနန်းတက်တော့တပောင်းပေါ်တယ်ရေချိုးလို့မဲမဲဤရက်ခတ်လို့မဲမဲဤပထမပြန်ရှင်လူတို့နန်းတက်မှာဤတဲ့ကြာဘူးတာတော့ဆိုသူကအယူမနဲ့အယူကြီးတဲ့အယူဆိုပေမဲ့သူတို့ကိုဘသူကမှမနှောက်ရှက်ရဘူးအယူနံမြေကဘသူဆိုလားထို့သူနေပြည်တော်၌တည်င်းအမျိုးမျိုးထွက်၍နိုင်ငံရေးဆက်ွက်မလဲနိုင်အောင်ရှိနေတော်လဲလင်းရင်နေ၌ တည်တည်မျိုးမျိုးမကြားရနာအီဤနားလဲမထောင်အားလေရိပ်ဖို့စာချောက်ဖို့နွားချောင်းဖို့စပားနေဖို့စပားသိမ့်မှုလှူဖို့ကိုယ်အလုံးနဲ့ကိုယ်စိတ်ကုနဲ့သာအချိန်ကုန်ကြရဤထို့အတူဆရာတော်ဥရရင်ဒအကြောင်း၌လည်းအင်းဒီမပြတ်စာချက်တန်ဉာဏ်မြဲဉာဏ်နေဤဝတ်တဲ့ခြေစီတန်တဝေဝေနဲ့ဆိုပြင်းမြဲဆိုပြင်းနေဤ ထိုအခါမောင်ကောင်းသည်လည်းစာအံကောင်းနေ၏တထာသောစာရကနီလီပျော်လီအော်လီနုငေဝါဆွေနောနာငေဝါဆေဤချာနောနာငေဝါဆေဤချာဝဆန်လုံးပေါင်းနောဟောနောဖတ်တတ်ပြီအော်တို့အိမ်ကတို့နွားကြီးကိုရေးချင်ဒီလိုရေးရတာကိုတနေ့သောအခါမောင်ကောင်းကလေးကို ုံတော်ကြီးလက်ထောက်ဖြစ်သောဥပဇင်ကြီးကစာတင်ပေးလျက်ရှိ၏။ဆိုဟာကာကြီးတတကက်ကာကြီးတတကက်ကာကြီးနတကန်ကာကြီးနတကန်အင်းဒီမာလဲကံတွေ့နေပြန်ပြီးအမေမင်းကချရာမလိုက်ဖဲနဲ့ဘယ်များကံရှိနေသေးလို့လဲကာကြီးတတတင် ကံတုံးကကံတွေ့ပြီပါဗျာဟေးဟုတ်တယ်ဟေးအေးမင်းတဲဟုတ်တယ်လူပဲဟု ချီးမွမ်းခံရ၏စီစစ်တသောဝိဇာရညာရှိသူတို့သည်ဆရာကပြောသည်စာအုပ်ထဲပါသည့်ဆိုယုံနှင့်ပြည်သူများမဟုတ်ကြကိုပိုင်ညာဖြင့်စဉ်းစားကြရဖြစ်၏ရှင်ကြည်၏ တိုက်ဆိုင်ညှိနှိုင်းကြည့်၏ဝေဖန်နှိုင်းချင်၏ယခုလည်းဤကြောင်းသားငယ်သည် အသက်အရွယ်နုနယ်သူကလေးပင်ဖြစ်တော်လဲစီစစ်တတ်သောညာကိုကံပါရှိလာသူပြီးပြီးဆရာချပြီးနေသည်တို့ကို အမတ်မဲ့လိုက်ဆိုနေသည်မဟုတ်မိမိမိသည်များသောပင်ကိုညာဖြင့်နှိုင်းရှင်ကြည့်၏ကံနှင့်ကံအနက်သဘောရောမတူတော်လဲအတန်တူနေသည်မဟုတ်ပါလော အတန်တူနေသည်ကိုဆင်ခြင်ကြည့်၏ဘလို့များပါလိမထူပဲများထက်ဆိုနေရောလားတဖြည်းဖြည်းလောကနီတီရောက်လာ၏တိန်နေတိတ်ပံတိန်နေတနံအလျက်ရှိပြီတဖြည်းဖြည်းဖြစ်စေရမည်အရာငါးမျိုးကိုညွှန်ပြသောလောကနီတီစာကို သဘောကျနေ၏အထူးသဖြင့် ောဒတအမျက်ကိုတိန်နေဖြည်းဖြည်းထွက်ရဤဟုသောအပိုက်ကိုရွဆိုသောအခါကြောင်းတွင်းချီမကြီးပင်ကြီးကအမျက်ကိုမျက်စီတဲ့မြင်ယောင်နေ၏ဟိုတွင်းကလည်းဒီလောက်ပဲအခုလည်းဒီလိုပဲနေ့နေလွန်းတဲ့ဒီအတိပယ်တော့ညချာမှအမိကိုပြောအောင်မယ်ဟုတီထလိုက်၏ညရောက်သောအခါမိခင်ကြီးကစပြီးဒီနေ့သားပါစာတက်ရတယ် ဒီနေ့တင်းနေသိပ်ပံဆိုတဲ့ပုတ်ရောက်ပြီးဟောအမျက်ဆိုတာဖြည်းဖြည်းထွက်လာတယ်တဲ့ကျောင်းထဲကမကြီးပင်က အမျက်ကြီးကြာလာပြီးစာသိမ့်ပန်းနေဟုတစ်ပင်အမျက်ထင်၍အတိတ်ပဲဖွင့်ဆိုလိုက်၏မိခင်ကြီးသည်ဒါအတိတ်ပဲအလွဲဖွင့်ဆိုနေသည်ကိုရင်မိတော်၏အမျက်ဆိုတာကတစ်ပင်အမျက်ကိုပြောတာမဟုတ်ဘူးကွယ် ဆိတ်ဆူတာကိုပြောတာ။အော်ဆိတ်ဆူတာပြည်ပြည်ဆူရမတယ်လား။အေးဟုတ်တယ်။ဤတို့စသည်ဖြင့်နမောနမေမနီခင်တင်ပြီးသည်။ကိုမိမိညာကလေးဖြင့်ပေတော်စင်စား၏။အမှတ်မဲ့ရွဆူ၍မနေတဲ့ဤကဲ့သို့မတိရသေးသည်များတိလာရသည်မှာပျော်စရာဖြစ်နေ၏။တခါတရံစာအံပြင်းတော်လဲ။ မတိတာကလေးတွေတိရတော်မည်ဆိုသည့်အတိစိတ်ကနှိုးဆွသဖြင့်စာတင်ရသည့်အလုံး၌ပျော်ရွှင်နေတော်၏စာအင်ရတာတစ်ခါတစ်ခါပြင်းပါရဲ့လို့ပေမဲ့မတိတာတိရတဲ့အတွက်ဝမ်းသာကျေးဇူးတင်တယ်လည်းရည်တင်တော့ဝါကစာရည်ရတဲ့ဝါရည်တဲ့အခါအစွန်ကလေးပေါ်နေတယ်နောက်သူများကပြင်ပေးမှရည်တဲ့သွားတယ် ေးဇူးတင်တာပဲဟုငယ်စဉ်ကအဖြစ်အပျက်ကိုပြောရင်းငယ်ငယ်ကမိမိစိတ်ဓာတ်ကိုဆရာတော်မင်ကြားတော်မူ၏အချို့အဖြစ်တဏီခိုင်းတွင်စူးကြီးရလျက်သူငယ်ကပင်ပန်နီအင်းနှင့်စာတင်မွေလျောတရားပြောလျက်ဟုဆရာတော်ဘုရားကြီး၏ကြောင်းသားငယ်ဘဝကိုဖော်ပြလိုပါသည်နွားကြောင်းသားဘဝမောင်ကောင်းသည် တောင်သူမိဘများမှဆင်းသက်လာသူပြီးပြီးမိဘတို့၏တောင်သူအလုတ်ကိုကူညီခဲ့ရ၏တခါကမိဘတို့လယ်ရိတ်အလုတ်ပူနေစဉ်နွားချောင်းအလုတ်ကူခဲ့ရ၏နွားချောင်းသားဘဝမိခဲ့သူရှိသည်ကိုလက်တွေ့သိရှိခွင့်ရခဲ့၏စဘာတွေရိတ်စားမှုနွားမလွေရဘူးရွာနှင့်ဝေဝေတောတွေမှာတွားပြီးကြောင်းရတယ်အင်းကလူကြီးတွေမအားလို့နွားချောင်းလဲရဘူးတယ်တလားလောက်ကြတယ် တပိုးရဲလာလှူမယ်ဆိုတော့ပြာသူလားလောက်ကစကြောင်းရတယ်ဒီအနောက်နာကမစိုးရင်တိုက်အနောက်ဖက်ညောင်ကုန်းလှဲတဲ့ကိုရတို့အဖိုးများကဲရွာလာလို့သူတို့နွားပါနွားကြီးလေးကောင်နွားကြောင်းလိုက်စာနေမယ်တို့နဲ့ညီကိုတော်မှာပေါ့တကမာကြီးနောက်အိမ်နောင်တကာကြီးရဲ့တူက သူနဲ့လိုက်ခဲ့ဖို့ပြောထားတယ်နွားနှကောင်လောက်ဆိုရင် ခေါ်မာနဲ့တူပါရဲ့တို့ကနွားလေးကောင်ဆိုတော့မခေါ်တော့ဘူးရှေ့ကမောင်းသွားတယ်တို့မိအောင်မလိုက်နိုင်ဘူးမလိုက်နိုင်အောင်လဲမောင်းသွားတာပဲအပြေးဆိုင်သွားတယ်ရွာတောင်ဘက်ပိတ်ကန်နာရောက်တော့မျက်ချီပြတ်သွားတယ်မလိုက်ရတော့ဘူးဒါနဲ့ငိုးပြန်လာခဲ့တယ်အဲ့ဒီမှာမိမ၃ယောက်နွားနှစ်ချံ၃ချံနွားတွေအတူတူထုတ်ပြီး မောင်းလာကြတာနဲ့ရွာနာတွေ့တယ် အင်ကူရာတို့ဘွားချီများပေါ့သူတို့ကတိုးနဲ့လိုက်ခဲလို့ခေါ်တာနဲ့ပြန်လိုက်သွားရတယ်မသွားတတ်လို့တော့မဟုတ်ပါဘူးចောင်းကကိုရင်တွေចောင်းသားတွေနဲ့သွားဘူးလို့သွားတတ်ပါတယ်ဒါပေမဲ့မြက်ခင်းကဘယ်နာရှိတဲ့ဘယ်နာចောင်းရတယ်ဆိုတာမသိဘူးចောင်းလဲចောင်းတယ်နောက်တော့တွေ့တဲ့လူနဲ့လိုက်သွားတာပဲတခါတခါလဲတယောက်ထဲသွားပြီးဟိုကျမှတွေ့တဲ့သူနဲ့စကားပြောနေရတယ် ညနေ3နာရီလောက်ဘောက်တော်ရွာအနောက်ကဆဲကြီးသွားပြီးနှွားရီတိုက်တယ်။ညနေကျပြန်မောင်းလာတာပဲ။ဒီဆဲကြီးဆိုတာဘယ်တော့မှရည်ပြတ်တယ်မရှိဘူး။